ခொနရသာသမီအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေရွန်ဆိုင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့အင်္ဂါသာသမီများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကျော်ညာသိမ့်မှာဟောကြားထားသောအင်္ဂါသာသမီများအတွက်2026ခုနှစ်တနင်္လာကျန်းပြူဟောစရန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြေသာဆိုသလို subscribe နဲ့ပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတရားအောင်လဲဘင်းတော့ခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့ ¿No? အင်္ဂါသာသမီများတွေတက်နစ်စာဟောစတဲ့အင်္ဂါသာသမီများသည်ဇာတိစိတ်ကရဲရင်ပြသပြီးစွန့်စားလိုစိတ်ရှိသူများဖြစ်ပါれ2026ခုနှစ်သည်ကနန်းပေရင်ပညာအရာတက္ကနံတနင်္ဂနွေစိုးမိုးသောနှစ်ဖြစ်ပါれနေတနင်္ဂနွေနှစ်အင်္ဂါတို့သည်မိဘကြိုးများဖြစ်ကြသည့်အပြင်နှုတ်ဦးစလုံးသည်အာကောင်သောတေဇောဓာတ်အပူဓာတ်ရှိကြသဖြင့်အင်္ဂါသာသမီများအတွေ့2026ခုနှစ်သည်စွာတကြွခြင်းရန်သူကိုအောင်းနိုင်ခြင်းနှင့်နေရာဌာနအပြောင်းအလဲများဖြစ်ပေါ် ော်စီသောနှစ်တစ်နှစ်ဖြစ်ပါတယ်စီးပွားရေးနဲ့အလောက်ကဝန်ထမ်းပြပားကယာရူတူးချင်းဌာနပြောင်းရွှေ့ရခြင်းများကြုံရတယ်ပြီးစခင်ကားတဲ့ပုံမကောင်းဝင်သောနေရာကိုရရှိပါလိမ့်မယ်စက်မှုလက်မှုလုပ်ငန်းအင်ဂျင်နီယာစီဘဆိုင်ရာနဲ့ယူနီဖောင်းဝေရသောလုပ်ငန်းလုပ်ကိုင်းနေသူများအထူးအောင်မြင်မိနေဖြစ်ပါတယ်လုပ်ငန်းခွင်မှာမိမိကိုအတိုက်ခံပြုနေသူများကိုအနိုင်ယူကြော်ပြနိုင်ပါလိမ့်မယ်သတိပြုရမှာလုပ်ငန်းခွင်အတွင်းမှာသူတစ်ပါးအပေါ်ဩဇာလွှမ်းမိုးလိုစိတ်များများနေတတ်သဖြင့်လုပ်ဖို့ကိုင်ပင်များနဲ့မကြောက်ခ ဏပြိပခဖြစ်ပွားနိုင်ပါတယ်ဒေါ်တာကိုလျှော်ရှားပြီးတန်တမန်ဆန်းဆန်းဆက်ဆံမကပုံမအောင်မြင်ပါလိမ့်မယ်ငွေကြေးကံငွေကြေးကံကောင်းသောနှစ်ဖြစ်ပါတယ်ထိပေါက်ခြင်းဒါမှမဟုတ်မမျော်လင့်သောငွေဝင်လန်းများပေါ်ပေါက်နိုင်ပါတယ်အိမ်ချမ်းမြေနှင့်စက်ပစ္စည်းမော်တော်ကားကဲ့သို့သောပစ္စည်းကြီးများဝင်ငင်းရှိပါတယ်ဒါပေမဲ့အင်္ဂါသားသမီးတို့ရဲ့လက်ဖွာသောသဘောတဘာဝကြောင့်ဝင်သလောက်ပြန်ထွက်မြန်တတ်ပါတယ်ရွှေလေပစ္စည်းဝယ်ယူစုဆောင်ခြင်းသည်ယခုနှစ်အတွက်အသင့်သောဆုံးငွေထင်းကြီးဖြစ်ပါတယ်ကျမ်းမာရေး2023 2026ခုနှစ်သည်အပူဓာတ်လွန်မိုးသောနှစ်ဖြစ်သဖြင့်တွေးနှင့်ပတ်သက်သောယောဂါများတွေးတူခြင်းနှလုံးထုံခြင်းများဖြစ်ပွားနိုင်ပါသည်။ထိခိုက်ဒဏ်ရာရလွယ်သောနှစ်ဖြစ်သည့်အတွက်ကောင်းမောင်းခြင်းဆက်ပစ္စည်းများကင်တွဲခြင်းများတွင်အထူးတရီထားပါ။ခွဲစိတ်ကူတာမှုနှင့်တွားနှုတ်ခြင်းကြုံရတတ်တဲ့အခြေရေးချစ်သူရည်စားများအကြာဒါမှမဟုတ်အိမ်တော်ဘက်အကြာတွင်စကနိုင်လူချင်းကြောင့်အစမပြေဖြစ်တတ်တယ်။မိမိဘက်ကအမှန်တရားထင်ရတော့လဲလျှော့ပေးလိုက်ခြင်းကဆက်ဆံရေးကိုတည်မြဲစေပါလိမ့်မယ်။ဘလို့မဟုတ်ရင်မိတ်ဆွေတကယ်ချင်းများ ာပေါ်အလွန်အားကိုးလိုစိတ်ရှိတတ်တယ်။ယခုနေ့တွင် သူတစ်ပါးကိုအားကိုးမိအစားကိုတို့ကိုချွင်ခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်။အမှုခင်းပြဒနာဟောင်းများရှိပါကယခုနေ့တွင် ပြပြအောင်မြင်သွားလိမ့်မယ်။ပညာရေးထူးချွင်ထက်မြက်ကအောင်မန်းဆန်နိုင်ပါလိမ့်မယ်။ရည်မှန်းချက်ပန်းနိုင်များကို ရောက်ရှိနိုင်ခြင်းနဲ့ကြုံရမယ်။ဆောင်းရန်ဆောင်းရန်နဲ့ရရရများကံကောင်းစေသောအကြောင်းများမှာအနည်းရောင်ပန်းရောင်ရစ်နှင့်ချက်သွေးရောင်တို့ဖြစ်ပါတယ်။အရေးကြီးသောကိစ္စများပြောဆိုရန်ရှိပါကအင်္ဂါနေ့နေ့လယ်ပိုင်း12နာရီမှတနာရီ င်30မိနစ်အကြာအချိန်ကိုရွေးချယ်တက်ပါတယ်အချိုးဘေးကဏ္ဍများမှာ391ကဏ္ဍများဖြစ်ပါတယ်အချိုးဘေးသောနေသားများမှာတနင်္ဂနွေသားသမီးများအင်္ဂါသားသမီးများတနင်္လာသားသမီးများဖြစ်ပါတယ်အချိုးဘေးသောအရက်မျက်နှာမှာအရှိမြောက်အရက်အရှိအရက်အရှိတောင်အရက်တို့ဖြစ်ပါတယ်ရှောင်းအမိနေသားများမှာဘိုးရိုးသားသမီးစနေသားသမီးများဖြစ်ပါတယ်ရှောင်းအမိအရက်မျက်နှာမှာ တောင်အရက်အနောက်တောင်အရက်တို့ဖြစ်ပါတယ်ရှောင်းအမိအယောင်မှာအနက်ယောင်အစိမ်းယောင်တို့ဖြစ်ပါတယ်ယူနီဖောင်းမပါဝင်မှာရေရေရ ရာအင်္ဂါနေ့တွင်ဖျားစီရီဤအင်္ဂါတောင်းအရှိတောင်းရက်တွင်ဇင်းညွန့်သုံးညွန့်ဒါမမဟုတ်စပယ်ပန်းသုံးကုန်းကတ်လိုပါဆရာတော်တန်ဃာတော်များဒါကကြီးလက်သိညက်စားတော့တန်တယ်ပစ္စည်းနှင့်စေဝါလူရန်ပေးပါမွေးနေ့တွင်အရှိဖျား၌စီမီသုံးတိုင်းခြေသုံးခွက်ကတ်လူ၍မြစ်တာပို့ပါအကြံပြုချက်အနေဖြင့်အင်္ဂါသားသမီးများအတွေ့2026ခုနှစ်ဤတော့ကြမှာတိခံခြင်းဖြစ်ပါတယ်တင့်တွင်စွရင်နှင့်ကံတရားအပြည့်အဝရှိနေပြီဖြစ်၍ဒေါသတစ်ခုကိုသာထိန်ချုပ်နိုင် င်မာကရွှေရောင်လန်းသောနှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်။အင်္ဂါသာသမီများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသာသမီများတွေတိုက်ဆိုင်မင်္ဂမာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာကျော်ညံသိန်းနဲ့ဗီဒီယိုမင်းဆွေးနွေးတင်ပြလို့တဲ့အခါ၃ညကို၄၄၀၀၃၆၉၉တို့ဘိုင်ဘောင်မတ်တဲ့ဆက်သွယ်မေးမြန်းနိုင်ပါလေ။ကျေးဇူးတင်ပါတယ်။ဗီဒီယိုဟောစတဲ့ channel မှာ မမကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစတန်းများ အပတ်စဉ်ဟောစတန်းများလစဉ်ဟောစတန်းများနဲ့နေ့စဉ်ဟောစတန်းများပါပုံမှန်တင်ဆက်ပေးနေလို့ဗီရင်ဟောစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်